်မင်္ဂလာပါဒီနေ့ကျွန်တော်တို့ Now Marketing လုပ်ငန်းမှာဘလို့အောင်မြင်မှုတည်ဆောက်မလဲဆိုတော့လှုပ်ရတဲ့အချက်9ချက်ကိုလေ့လာပါမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ချက်ကတော့ကိုယ့်ကိုယ်ကိုကျွမ်းကျင်ပညာရှင်တူဖြစ်ခံယူရမှာဖြစ်ပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ Now Marketing ကိုရိုးရိုးလေးပဲအချိန်ဖြုန်းတာဝါသနာရအလုပ်တာမျိုးမဟုတ်ဘဲနဲ့တကယ် professional စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်မြင်တတ်ဖို့ပါပဲခင်ဗျာကိုကိုကို ဆရာဝန်တယောက်လိုအင်ဂျင်နီယာတယောက်လိုခံယူသလိုမျိုးပေါ့နော်ဒီလုပ်ငန်းရဲ့ကျွမ်းကျင်ပညာရှင်တယောက်ဖြစ်သဘောထားရမှာဖြစ်ပါတယ်ဒါမှသာမိတ်ဆွေဟာဒီလုပ်ငန်းကိုလေးလေးလင်းလင်းနဲ့ချိန်ပေးပြီးတော့မှအားစိတ်ထုတ်ပြီးတော့မှလုပ်မှာဖြစ်ပါတယ်အောင်မြင်တဲ့သူတွေဟာလည်းဒီလိုစိတ်မျိုးနဲ့ပဲစတင်ခဲ့ကြတာဖြစ်ပါတယ်နံပါတ်2အချက်ကတော့ professional တူဖြစ်လာပြီဆိုရင် နောက်တစ်ဆင့်ကတော့ဒီလုပ်ငန်းအတွက်အလားအလာရှိတဲ့သူတွေကိုရှာဖွေဖို့ပါပဲခင်ဗျာ လူတွေအများကြီးနဲ့တွေးဆုံဆက်တွယ်မှုမရှိဘဲနဲ့ဗဲစီဝိုင်းမှ ကြီးထွက်လာမှာမဟုတ်ပါဘူးခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုရှာရမလဲခင်ဗျာပထမအဦးဆုံးအနေနဲ့ကိုတည်တဲ့သူတွေကိုကျွန်တော်တို့စည်ရင်ပြုစုရမှာဖြစ်ပါတယ်ခင်ဗျာကိုရဲ့မိတ်ဆွေကိုရဲ့ရွှေမျိုးကိုရဲ့အလုပ်ဖော်ကိုင်ဘတ်တွေစတဲ့ကိုနဲ့ရင်းနှီးတဲ့သူတွေနဲ့စည်ရင်ကိုကျွန်တော်တို့ပြုစုလို့ရပါတယ်ခင်ဗျာဒါမှမဟုတ်လေလူမှုကွန်ရက်ဆိုရှယ်မီဒီယာကနေကျွန်တော်တို့ စတင်လို့ရပါတယ် Facebook Instagram TikTok တို့ platform တွေကနေကျွန်တော်တို့ကိုယ့်ရဲ့ထုတ်ကုန်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းကိုစိတ်ဝင်စားနိုင်မဲ့သူတွေကိုကျွန်တော်တို့ရှာဖွေလို့ရပါတယ်ခင်ဗျာအသစ်တွေ့တဲ့သူတွေဆိုရင်အပြင်တွေမှာပွဲလန်းတပင်တွေမှာအသစ်ဆောင်တွေ့တဲ့သူတွေဆိုရင် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီးကိုယ့်ရဲ့အခွင့်အလမ်းတွေကို မျှဝေပေးရမှာဖြစ်ပါတယ်အရေးကြီးတာကဘသူနယ်ပဲတွေ့တွေ့မိတ်ဆွေ ဖွဲ့ဖို့ဦးစားပေးရမှာဖြစ်ပါတယ်ခင်ဗျာ ံပါတ်3ချက်ကတော့ဖိတ်ခေါ်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူတွေကိုရှာဖွေပြီးပြီဆိုရင်သူတို့ကိုကိုယ့်ရဲ့လုပ်ငန်းဒါမှမဟုတ်ကိုယ့်ရဲ့ထုတ်ကုန်နဲ့ပတ်သက်ပြီးတော့မှလေ့လာဖို့ဖိတ်ခေါ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီစင်းကိုအောင်မြင်မှုရဲ့တကားလို့တော့မှကျွန်တော်တို့တင်စားထားကြပါတယ်ခင်ဗျာဘယ်လိုဖိတ်ခေါ်ရမလဲဆိုရင်မိတ်ဆွေကတိုက်ရိုက်ချက်ချင်းကြီးကိုယ့်ရဲ့ထုတ်ကုန်ဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းเจ้าကို အသေးစိတ်မပြောဘဲနဲ့ သူတို့တွေစိတ်ဝင်စားမှုလေးရအောင်ဖိတ်ခေါ်ရမှာဖြစ်ပါတယ်ခင်ဗျာကိုတိတာတွေအကုန်ပြောတော့လဲသူတို့နားလည်နိုင်မှာမဟုတ်သေးပါဘူးဒါကြောင့်သူတို့လေးတွေစူးစမ်းခြင်းစိတ်ဖြစ်ပေါ်လာအောင်ပြောတတ်ဖို့လည်းလိုပါတယ်ခင်ဗျာ ဥပမာအားဖြင့်မင်းအခုလုံးနေတဲ့အလုပ်အပြင်ဝင်ဝင်တိုးဖို့စိတ်ဝင်စားနိုင်လားဒါမှမဟုတ်ငါအခုစားလုံးနေတဲ့ project တစ်ခုကမင်းအတွက်အကျိုးရှိနိုင်မလားလို့မသိလို့တစ်ချက်လောက်ကြည့်ပေးနိုင်မလားစသဖြင့်ကျွန်တော်တို့ တို့တို့လေးတွေစိတ်ဝင်စားအောင်ကျွန်တော်တို့မိတက်ရမှာဖြစ်ပါတယ်ခင်ဗျာအချိန်ကန့်သက်ပြီးတော့လည်းကျွန်တော်တို့ဖိတ်ခေါ်ပြောဆိုဖို့လည်းလိုပါတယ်ငါမှအခု9မိနစ်ပဲချိန်ရပါတယ်မင်းစိတ်ဝင်စားမယ်ဆိုရင်နောက်မှထပ်ပြောကြတာပေါ့နော်ဒီလိုမျိုးကျွန်တော်တို့သူ့ကိုအချိန်အကန့်သက်နဲ့လည်းကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ဒါမှသာကိုယ့်ဘက်ကအလွယ်တကူရတဲ့သူမဟုတ်ဘူးဆိုတာကိုပြသရလဲရောက်ပါတယ်ခင်ဗျာနံပါတ်၄စင်းကတော့ဖိတ်ခေါ်လို့ လာနာထောင်မဲ့သူတွေကိုကိုယ့်ရဲ့ထုတ်ကုန်ဒါမှမဟုတ်ကိုယ့်ရဲ့ဝန်ဆောင်မှုဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းအခွင့်အလမ်းကိုတင်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတတိထားရမှအချက်လေးတွေလည်းရှိပါတယ်ကျွန်တော်တို့ပညာရှင်ဆန်းဆန်းကိုယ့်ရဲ့တင်ပြမှုဟာသိရပြီးတော့မှယုံကြည်မှုရှိရပါမယ်ခင်ဗျာတို့တင်ပြတဲ့အခါမှာလည်းကျွန်တော်တို့ power right ပုံလေးတွေဒါမှမဟုတ်ကျွန်တော်တို့ video လေးတွေနဲ့လည်းပြလို့ရပါတယ် ဒီလိုပုံနေပြီးတော့ကနေပြီးတော့မှအကူအညီရယူပြီးကျွန်တော်တို့တင်ပြနိုင်ရင်ပို့ပြီးတော့မှကောင်းပါတယ်ခင်ဗျာလူတွေကိုနားလည်အောင်ရှုပ်ထွေးတဲ့စကားလုံးတွေရှောင်ပြီးတော့ရိုးရိုးရှင်းရှင်းလေးလွယ်ကူအောင်ကျွန်တော်တို့ရှင်းပြရမှာဖြစ်ပါတယ်ခင်ဗျာသူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တာကိုကျွန်တော်တို့ ပြသရမှာဖြစ်ပါတယ်သူတို့ဘာတွေလိုနေလဲဘာတွေဖြစ်ချင်နေလဲဆိုတာကိုနားထောင်ပြီးတော့ကုလုပ်ငန်းကဘယ်လိုကူညီပေးနိုင်လဲဆိုတာကိုအထူးကကျွန်တော်တို့ ရှင်းပြပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ကိုပိုင်ဖြစ်စဉ်တွေလည်းပြောပြပေးရပါမယ်ကျွန်တော်တို့ဘာကြောင့်ဒီလုပ်ငန်းကိုစတင်ပြီးလုပ်ဖြစ်ခဲ့တာလဲကိုယ်တိုင်ဘလို့အကျိုးကျေးဇူးတွေရခဲ့လဲဆိုတာကိုကျွန်တော်တို့ရဲ့စိတ်ခံစားမှုနဲ့ပြောပြပေးရမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်၅ကတော့ follow up လုပ်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တင်ပြပြီးတာနဲ့ချက်ချင်းလူတိုင်းဆုံးဖြတ်ချက်ချမှာတော့မဟုတ်ပါဘူးလူအများစုဟာနောက်ထပ်အချက်လက်တွေဒါမှမဟုတ် စဉ်းစားချင်းစိန်ဖို့ကျွန်တော်တို့လိုအပ်ပါတယ်ခင်ဗျာဒါကြောင့် follow up လုပ်ဖို့လိုပါတယ်အချိန်တတ်မှတ်ပြီးပြန်လည်ဆက်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီအကြောင်းအရာတွေကိုနားထောင်ပြီးရင်ဘယ်တော့လောက်ထပ်ပြောကြမလဲအတိလိုကျွန်တော်တို့မေးကြည့်ပါတို့ရဲ့မိကုန်းတွေကိုကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်ပါတယ်တို့မှာရှိနေတဲ့အစိုးရမှုတွေတို့သိချင်တာတွေကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းနဲ့ဖြည့်ချပေးရမှာဖြစ်ပါတယ်မိတ်ဆွေတို့အလင်လို့လို့မရပါဘူးခင်ဗျာ သူတို့ကိုဖိအားပေးတာမျိုးလဲမလုပ်ပါနဲ့သူတို့ရဲ့အရှိန်နဲ့ကျွန်တော်တို့သွားခွင့်ပြုရမှာဖြစ်ပါတယ်ခင်ဗျာသူတို့တွေအတွက်လိုအပ်မဲ့အချက်လက်တွေကျွန်တော်တို့ထပ်ပြီးတော့မှပေးကြည့်ကြည့်ပါသူတို့လိုအပ်မဲ့ထင်တဲ့ထပ်ဆောင်ဗီဒီယိုတွေဆာရွက်ဆာတန်းတွေပေးပို့ပြီးတော့မှကျွန်တော်တို့ယုံကြည်မှုတည်ဆောက်နိုင်ပါတယ်ခင်ဗျာနံပါတ်6အဆင့်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ချဖို့ကူညီပေးရမှာဖြစ်ပါတယ်ခင်ဗျာခုနကကျွန်တော်တို့ follow up တွေလုပ်ပြီးတဲ့အခါမှာ သူတို့ကိုစုံပြကြိုက်ချဖို့အတွက်ကျွန်တော်တို့ကူညီပေးရမှာဖြစ်ပါတယ်။လူအများစုဟာစုံပြကြိုက်ချဖို့အတွက်အရန်ကိုခက်ခဲတက်ကြပါတယ်ခင်ဗျာ။သူတို့အတွက်ဘာကြောင့်ကောင်းနေလဲဆိုတာကိုပြန်ပြောပြပါ။သူတို့ရဲ့အခြေအနေနဲ့လိုအပ်ချက်တွေအရဒီလုပ်ငန်းကဒါမှမဟုတ်ဒီထုတ်ကုန်ကဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကိုကျွန်တော်တို့မေးမောင်းထုတ်ပြရမှာဖြစ်ပါတယ်ခင်ဗျာ။သူတို့ရဲ့စိတ်ခံစားချက်အရ yes or no ကိုကျွန်တော်တို့က လက်ခံဖို့အသင့်ပြင်ထားရပါမယ်။သူတို့ရဲ့ဆုံးဖြတ်ချက်ကိုလည်းကျွန်တော်တို့လေးစားလိုက်နိုင်ရပါမယ်။နောက်ထပ်အချက်လက်လေးတွေလိုသေးလားမေးကြည့်ကြည့်ပါ။ဒီအချက်လက်တွေအပြင်တခြားပါများသိချင်သေးလဲလို့ထပ်ပြီးတော့မှကျွန်တော်တို့မေးကြည့်လို့ရပါတယ်။နောက်ဆုံးမှကျွန်တော်တို့ကတွန်းအားလေးပေးပြီးတော့မှ အားပေးလို့ရပါတယ်ခင်ဗျာ။ကိုယ့်ရဲ့တကယ်ချင်းဒါမှမဟုတ်အကိုဆိုရင်အကိုညီမဆိုရင်ညီမဆိုပြီးတော့မှကျွန်တော်တို့သူ့ကိုတွန်းအားလေးဖြင့် တငယ်ချင်းရေမင်းအခုစတင်နေဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတာကိုကနူးညံ့စွာ ပြောလို့ရပါတယ်ခင်ဗျာနံပါတ်9အဆင့်ကတော့စတင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီအဆင့်ကတော့လူတူဦးဒီလုပ်ငန်းမှာပါဝင်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင်သူတို့ကို အောင်မြင်အောင်ကူညီပေးဖို့ပါပဲခင်ဗျာ အစားကနေတင်ကြားပေးရပါမယ်သူတို့ကိုဘယ်လိုစတင်ရမလဲဘယ်လိုလေ့ကျင့်ရမလဲဘယ်သူနဲ့ဆက်သွယ်ရမလဲဆိုတာကိုကျွန်တော်တို့က ရှင်းရှင်းလင်းလင်းနဲ့ပြောပြပေးရမှာဖြစ်ပါတယ်။သူတို့ကိုပံ့ပိုးမှုတွေပေးရမှာဖြစ်ပါတယ်။မေးစရာရှိရင်အခက်အခဲတွေရှိရင်ဘဒုကိုဆက်သွယ်ရမယ်ဆိုတာကိုသိအောင်လို့လုပ်ပေးရမှာဖြစ်ပါတယ်။သူတို့ရဲ့ပထမဆုံးရည်မှန်းချက်တွေကိုဖော်ပြပါ။ဥပမာပထမဆုံးစားသုံးသူတွေရှာဖွေတာပထမဆုံးမဲဆက်ရှာဖွေတာကိုဘလို့ထိရောက်အောင်သွားမလဲဆိုတဲ့အစီအစဉ်လေးတွေသူတို့ကိုချပေးရမှာဖြစ်ပါတယ်။အပြုတ်တော်ဆောင်တဲ့ပုံဝင်ကျင်ကိုဖန်တီးပေးပါ တို့တို့အာသက်တရောဆက်လုံးနိုင်အောင်ကိုယ့်ရဲ့ခေါင်းဆောင်တွေနဲ့အဖွဲ့တွေကလူတွေနဲ့မိတ်ဆက်ပေးပြီးတော့မှတို့ကိုအားပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါတွေကတော့နောက်အမောင်ကလေးမှလှုပ်ဆောင်ပြီးအောင်မြင်ခဲ့သူတွေရဲ့အောင်မြင်မှုလှုပ်ရချက်ခုနှစ်ဆင့်ပဲဖြစ်ပါတယ်ခင်ဗျာဒီအချက်တွေကိုသင်ယူပြီးတော့လက်တွေ့အသုံးချမယ်ဆိုရင်မိတ်ဆွေရဲ့နောက်အမောင်ကလေးလုပ်ငန်းမှာတိတိတတာကိုတိုးတက်လာမှာသိချပါတယ်ခင်ဗျာအရေးကြီးဆုံးကတော့စက်တိုက်လေးကျင့်ချင်းသင်ယူခြင်းနဲ့ လက်မလျှော့ဘဲနဲ့လောက်ဆောင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမဲဆွေအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်မှာကလေးနဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းလေ့လာသင်ယူခြင်းနဲ့ဆိုရင်တော့နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ကြမယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာ အောင်မြင်ပျော်ရွှင်ကြပါစေခင်ဗျာကျွန်တော်ကိုစွမ်းဖြစ်ပါတယ်